မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့နှလုံးပေါင်းခြင်းအတန်လေးမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဒီနေ့၃လေးပေါ့နော်ဒီလင်း၅ခုနေမှာဆိုရင်၃ခုနေဆိုတဲ့အတွက်၃နဲ့နေပေါင်းတာက၅ပေါ့နော်၃ခုပေါင်းခြင်းနေနှလုံးပေါင်းခြင်းဖြစ်ပါတယ်၃ခုပေါင်းခြင်းနေဒီမှာကျတော့၃ရက်နေ့ရပေါင်းခြင်းကဒီနံပါတ်၄မှာကျတော့ခုနဲ့နေပေါင်းတိဆူတော့ပေါင်းခြင်းအတန်လေးခုစလုံးပေါ့နော်โอเคဒါဖြစ်ပါတယ် โอเคဒီနေ့အဆက်ကိုဆက်ပြီးဒီလာကြည့်အောင်ပေါ့နော်နှလုံးပေါင်းရှင်ပြိတ်ပေါ့နော်ဒီကျွန်တော်ချစ်ခွန်ပေါင်းရှင်ဆန်က2023ဟာနေပေါ့နော်ချစ်ခွန်ပေါင်းရှင်ဆန်က9 6 6လေးပေါင်း30သုံးမြောက်ကိုသုံးပေါင်း3ဆိုအဲဒီမှာသုံးမြောက်ကိုသုံးဆိုတဲ့အတွက်သုံးမြောက်နဲ့သုံးပေါင်း3ပြိတ်ပေါ့နော်တက်ကိုရှောင်းမှာတော့ကိုနဲ့ရှောင်းပေါင်းရှင်9ပြိတ်မတေကုမငါနဲ့တေပေါင်းရှောင်းလေးဒီတေမှာတေတေပေါင်းနေပေါ့နော်ဒီလိုလေးတောက်လျှောက်ဖြစ်ပါတယ်သူကအပုဆွေတော့ပြဲ့တယ်ပေါ့နော် နှစ်ခုနှစ်အပူးမှာတစ်ကြိမ်ပြည့်တယ်ပြီးတော့နှစ်တော်များနှစ်အပူးလေးလေးရှောင်းအပူးကိုခုံကိုအပူးပြီးတော့ရှောင်းနှစ်ရှောင်းမှာလည်းပြည့်တယ်ဗောနောအပူးဆိုရင်တော့အဲ့ဒီပေါင်းရှင်းပရိတ်လေးလုံးကတော့ပြည့်တယ်ဒီတိတိချောက်တော့မှာတော့မပြည့်ဘူးဗောနောပြီးတော့ကျွန်တော်ဒီ၃၃ရှောင်းအပူးမှာလည်းတစ်ကြိမ်ပြည့်တယ်ဗောနောအပူးဒီချောက်တော့များရှောင်းရှောင်းရှောင်းနှစ်ရှောင်းရှောင်းကဒီအပူးတွေမှာတော့ OK တာဖြစ်ပါတယ်ပြီးတော့သူကဒီ68ခုနှစ်ပြင်မှာတော့အပူးမဟုတ်ပဲနဲ့ ဒီမှာတစ်ကြိမ်ပြဲသွားတယ်ပေါ့နော်။ရှောင်းရှိခွန်တပင်မှာပြဲသွားခဲ့တဲ့အတွက်ကျွန်တော်ဒီမှာရက်သွားတယ်ပေါ့နော်။ဟုတ်ကဲ့ဆက်ပြီးတော့ကျွန်တော်ဒီမှာတပ်6ကိုထပ်ပြီးချနေတာဖြစ်ပါတယ်ပေါ့နော်။နင်းနင်းခွန်မှာနင်းနင်းပေါင်းရှင်း၄အတန်ရှင်းရှင်းပေါင်း၆အတန်ပြီးတော့ကျွန်တော်ပြည့်ခရတော့59နေစပြီဖြစ်ပါတယ်ဗောနော်59နေမှာ39နေဆိုတဲ့အတွက်ကြောင့်မို့39ပေါင်းရှင်းကနေအတန်း တုံးတဲ့နေပေါင်းရှင်း၅အတန်စုပြီးဖြစ်ပါတယ်ခင်ဗျာတုံးတဲ့နေပေါင်းရှင်း၅ပရိပေါ့နော်ပြီးရင်၃၉ပေါင်းရှင်းနေပရိဆိုပြီးတော့ပေါင်းရှင်းအတန်နှစ်ခု ဖြစ်ပါတယ်โอเคဒီနေ့အဆက်ကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီနေ့တော့များ၃၄၉ဆိုတာလေးကတော့ကျွန်တော်ပြရနေယူတယ်ပေါ့နော်โอเคဒီမှာပေါ့နော်၈ခွန်၁တုံများကိုဒီမှာ၈ခွန်၁တုံများကိုပေါ့နော်ပြီးတော့ နှစ်တုံညာတုံလေးကိုဒီမှာနှစ်တုံညာတုံလေးကိုဒီဘက်မှာတော့တုံညာ6ရဲ့နှစ်လေး3ရဲ့ဖြစ်မယ်ပေါ့နော်တုံညာ6ရဲ့နှစ်လေး3ရဲ့ဖြစ်ပါတယ်ခင်ဗျာတုံညာ6နှစ်လေး3ဆိုတဲ့အတွက်ကျွန်တော်ဒီတုံညာနဲ့လေးပေါင်းရှင်လေး6ရဲ့ဒီလေးရပေါင်းပြရမှာဖြစ်ပါတယ်6လေးပေါင်းတော့10တုံများတိတိကို4ပေါင်းရှင်းက9ကို3ပေါင်းတော့6ဆိုတဲ့အတွက်ကြောင့်မို့ 3များ8 9နှလုံးပေါင်းရှင်အတန်ဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဒီပြည့်ခရီးတပတ်4 5 9နေရဲ့အဆက်ကဒီတပတ်မှာ3များ8 9ရှင်ဆိုပြီးဖြစ်ပါတယ်။ကနန်းနှလုံးပေါင်းကြည့်ရင်3ညာသုံးမဟုတ်1သုံးမဟုတ်5သုံးမဟုတ်ရှင်းဖြစ်ရမယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်။ဒါနည်းအရာပေါ့နော်။ Okay ဒါကျွန်တော်ပဲတိုတဲ့နှလုံးပေါင်းခြင်းအတန်ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရွေးချယ်လိုက်တဲ့ ကနန်းတကွက်ဒီကျွန်တော်နှလုံးပေါင်းကြည့်ရင်၃များ၃မဟုတ်၁တုံးမဟုတ်၅တုံးမဟုတ်၈ဖြစ်ရမယ်လို့ဆိုလို့ရှင်ဖြစ်ပါတယ်နောက်ထပ်နံပါတ်2ကဒီမြင်းလေး၈ဖြစ်ပါတယ်၅၃တုံးများကနေဖြစ်မယ်ပေါ့နော်၅၃ပေါင်းရှင်း၈၅၃ပေါင်းရှင်း၈အလင်းနဲ့၅ပေါင်း9ဒီခွန်ရှင်းနေ့တပင်မှာခွန်ရဲ့နေ့ရပေါင်းရှင်း9အတန်ဖြစ်ပါတယ်လေးခွန်ရှင်းမှာ၄နဲ့၈ပေါင်း2အတန်ဖြစ်တယ်ပေါ့နော်ဒီလိုလေးတောက်6ဖြစ်ပါတယ်ခင်ဗျာနေ့၄၈9ပေါ့နော် ပုံသေးဖြစ်ပါတယ်ပုံသေးနည်းလေးရှိကိုပေါ့နော်ဒီ900တပင်ပေါ့နော်900တပင်မှာနည်းလေးရှိကိုတစ်ကြိမ်ပြည့်သွားတာဖြစ်ပါတယ်300တပင်မှာတော့ခုနဲ့ခုပေါင်းချင်း၄အတန်ဆိုပြီး OK တယ်ပေါ့နော်ပြီးတော့ကျွန်တော်ရှိကိုလေးတပင်မှာ ရှင်းနဲ့၄ပေါင်းချင်းနေအတန်အာ၃ပေါင်း၈အတန်၆၈ပေါင်း၄အတန်၄၄ပေါင်း၄အတန်ဒီ၃၈၈တဲ့ချိန်မှာပြည့်တယ်ပေါ့နော် ပြီးရင်39ပေါင်းရှင်းနေအတန်း39နှစ်မှ35ပေါင်းရှင်းအတန်းဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီ3ရက်9ရက်ရှင်းနှလုံးပေါင်းရှင်းနေအတန်းဆိုပြီးတော့နေလေးရှိကိုရဲကနေအတန်းဖြစ်ပါတယ်ပေါ့နော်။ Okay ဒီ72ချိန်မှာလည်းကျွန်တော်ဒီနေလေးရှိကိုပဲဖြစ်ရမယ်ပေါ့နော်။နေလေးရှိကိုဖြစ်ပါတယ်။ တနေ့နှလုံးပေါင်းရင်နေတုံမဟုတ်လေးတုံမဟုတ်ရှစ်တုံမဟုတ်ကိုဖြစ်ရမယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်။ Okay ၊တနေ့နံပါတ်2ကတော့ပုံသေးပါတော့နေ၊လေး၊ရှစ်ကိုဖြစ်ပါတယ်။ Okay ၊တနေ့နံပါတ်3နဲ့4နဲ့ကိုလည်းကျွန်တော်ဆက်ပြီးတူတူလေ့လာကြအောင်ပါတော့ဒီတုံများ5လေး accessory လေးပါတော့ဒီတုံများ5လေးတပင်ဒီကျွန်တော်ရှစ်ကိုလေးတစ်ချိန်မှာတော့ပြည့်သွားတယ်ပါတော့ ချစ်ကိုလေးတစ်ကြိမ်ပါပဲတစ်ကြိမ်ပေါ်ဘူးတယ်ဗောနော်ရှေ့မှာလည်းကျွန်တော် ရှိသေးတယ်မပြတော့ဘူးဗောနော်ရှေ့မှာလည်းသူရှားပေးသွားခဲ့တဲ့အပြင်ကြီးတွေရှိတယ်မပြတော့တာဖြစ်တယ်ဗောနော်ငါနေပေါင်းရှင်းခွန်၃၅နေပြီးတော့၃၉နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြေးခဲ့တဲ့ဘက်မှာလေးတလုံးတူတယ်ဆိုပေမဲ့ဒီမှာတော့၃နဲ့နေပေါင်းရှင်း၅အတန်ဖြစ်ပါတယ်ဒါဆိုရင်၁၂ချိန်အတွက်က၅၃ညခွန်၃၉နေဖြစ်ပါတယ်ဗောနော် ယူရနီကကျွန်တော်ဒီအပေါ်မှာပေါ့နော်နင်းနဲ့ကိုပေါင်း7ကိုကိုနဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီခွန်ရ9ရပေါင်းပေးရမှာဖြစ်ပါတယ်9နဲ့ခွန်ပေါင်းတော့ပေါင်းရှင်း7ရတယ်ပေါ့နော်နေကို အနောက်ကကိုနဲ့ဓာတ်ပေါင်းပေးရတဲ့အတွက်နေကူပေါင်း7တိကော9နဲ့ပေါင်းပြရတယ်ပေါ့နော်။တုံညာကို9ပေါင်းချင်းက9ကိုတခုရောတာက၄ဖြစ်ပါတယ်။တုံညာ9လေးဆိုတော့အတိမတိကော9ပေါင်းချင်း6 6ကိုတိ တခုရောတော့ငါတေချောင်းကတေချောင်းကမှာ388တပင်းပါလေတေချောင်းကနှလုံးပေါင်းရှင်အတန်ရဖူးတယ်ပေါ့နော် သူ့မှာတော့တစ်ကြိမ်ပဲပြည့်ဖူးတယ်ပေါ့နော်တောင်း၅၄ရဲ့အဆက်ကဒီတပင်းမှာတေချောင်း၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနှလုံးပေါင်းရင်တုံးမဟုတ်တိတုံးမဟုတ်ရှောင်းတုံးမဟုတ်ငါဖြစ်ရမှာဖြစ်ပါတယ်โอเคနောက်ထပ်နံပါတ်၄ကိုဆက်ကြည့်အောင်နံပါတ်၄ကတော့ပြည့်ပင်ရှိတယ်ခင်ဗျာ နံပါတ်၄ကတော့ဒီမှာ9နဲ့3နဲ့ပေါင်း9 9ကို5ပေါင်း4 4ကို2ပေါင်း6 9လေး6မှာ300ဆိုတော့00ပေါင်းရှင်လေ69လေးမှာ10နဲ့9ပေါင်းရှင်9အပရိ56ပေါင်း3ပရိ60ပေါင်း5ပရိနိနိခွန်တစ်ချိန်မှာပြည့်တယ်ပေါ့နော်10နဲ့10ပေါင်း6ပရိ39ပေါင်း2ပရိ35ပေါင်း10ပရိပြည့်ခဲ့တဲ့တပတ်ကျွန်တော်ဒီ69နှစ်၄ခုတည်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်၉ရက်နေပေါင်းရှင်းတည်အတန်းဖြစ်ပါတယ်ခင်ဗျာ ကိုနှစ်အတွဲကိုနှစ်ကနန်းနှလုံးပေါင်းရှင်တိပရိဖြစ်ပါတယ်ခင်ဗျာကိုနှစ်အတင်းရှင်းမှာကြတော့ကျွန်တော်တို့3နဲ့နှစ်ပေါင်း5ပေါ့နော်3 5 3 3 9ကိုနှစ်3ကိုနှစ်ဖြစ်ပါတယ်ခင်ဗျာ။ Okay that's when 20 number D လဲကကိုနှစ်5ပေါင်း၄ဆိုတော့ဒီနှစ်နဲ့ကိုပေါင်းမယ်ပေါ့နော်။ နင်းနဲ့ကိုပေါင်းရှင်က73ဆိုတဲ့အတွက်တစ်ကိုငါးပေါင်းရှင်ဒီချောင်းရှောက်ကိုနင်းပေါင်းတော့ရှစ်တစ်ချောင်းရှစ်ဒီတစ်ဘက်မှာတစ်ချောင်းတစ်ချောင်းတူတယ်ပေါ့နော်ပြည့်ခရစ်တစ်ဘက်မှာတော့လေးတလုံးတူတယ်ဆိုပေမဲ့ကျွန်တော်တူတဲ့ကနေမပေးဘူးပေါ့နော်မရှာသွားဘူးဒီတစ်ဘက်မှာတော့ကျွန်တော်တစ်ချောင်းငါးဖြစ်ပါတယ်တစ်ချောင်းချစ်ပေါ့နော်တင်ချောင်းရှင်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တနည်းဒီမှာ၄မျိုးဖြစ်သွားပြီပေါ့နော်၅မျိုး ောက်ထပ်တစ်မျိုးကိုဆက်ပြီးလေ့လာကြအောင်ပင်ကြပါနော်ဒီဟာလေးကျွန်တော်ရှေ့မှာတင်ပေးထားခဲ့ဘူးတယ်ငါဒီငါတေကိုလေးဒီတရားနေပါနော်ဒီနေ့နေ့ကကျွန်တော်ဒီလေးကိုပေါင်းရှင်းဆက်3ဖြစ်ပါတယ်3ကိုကျွန်တော်နှက်ခါယူတော့ငါငါရဲ့ပါဝါ3ညာ3ရဲ့ပါဝါ8အဲ့ဒီမှာတော့လေးတေခွန်ဆိုတဲ့အတွက်လေးတေပေါင်းကတေခွန်ပေါင်း8ဆိုပြီးတော့ပေါင်းရှင်းပြိတ်နှစ်ခုပါနော်ပြီးတော့နှစ်ပင်ကျော်မှာ 93များခွန်ဆိုတဲ့အတွက်3မြန်နဲ့ခွန်ပေါင်းခွန်ပဲနှစ်ပင်ကျော်မှာ93များ3 9နဲ့3မြန်နဲ့ပေါင်း9ပဲနှစ်ပင်ကျော်မှာ63များ9 3မြန်နဲ့9ပေါင်း9ပဲပေါ့နော်ပြီးရင်နှစ်ပင်ကျော်မှာခွန်ရှင်းနဲ့ခွန်ရနေရပေါင်းရှင်9ပဲဖြစ်ပါတယ်နှစ်ပင်ကျော်မှာနှစ်3များနှစ်ဆိုတဲ့အတွက်ပေါင်းရှင်းအတန်နှစ်နဲ့နှစ်ပေါင်း4ပဲဖြစ်ပါတယ်โอเคပြီးတော့နောက်ထပ်နှစ်ပင်ကျော်မှာ99 3များဆိုတဲ့အတွက်99ပေါင်းရှင်း10ပဲ နောက်ထပ်နှစ်ပြင်ကျော်ပေါ့နော်ငားလေးလေးဆိုတဲ့အတွက်ငားနဲ့လေးပေါင်းချင်းကိုအတန်ဖြစ်ပါတယ်ပြီးရင်နောက်ထပ်ဒီဟာ2024ပေါ့နော်ကိုငားပေါင်းချင်းလေးပရိနှစ်ပြင်ကျော်မှာလေးရှိတဲ့ဆိုတဲ့အတွက်ရှိတဲ့ပေါင်းချင်းကိုအတန်ဖြစ်ပါတယ်ရှင်းနေတဲ့ပေါင်းကိုအတန်နောက်ထပ်6 9တုံများတဲ့ပြမှာ6ရက်တုံများပေါင်းချင်း6 9ရက်တုံများရဲ့ပေါင်း9ဆိုပြီးတော့ပေါင်းချင်းအတန်တစ်ခု9တုံများသုံးပါလေပေါင်းချင်းအတန်တစ်ခုဖြစ်ပါတယ်9 3ရှင်းတုံများနဲ့3ပေါင်း3ပေါ့နော် ပြီးတော့နှစ်ပင်ကျော်မှာရှေ့လျှောက်ခုဖြစ်ပါတယ်။ရှောက်ကိုလေးတိတဲကရှင်းနှံ6ပေါင်းရှင်းလေးအတန်ဖြစ်ပါတယ်။နောက်ထပ်665မှာတော့ရှောင်းနှံ6ပေါင်းဤအတန်နိနိတဲမှာနိနိနိပေါင်းလေးအတန်နိတုံမြောက်ကိုမှာတော့နိနိ9ပေါင်းရှင်းတိအတန်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်နောက်ထပ်နှစ်ပင်ကျော်ပေါ့နော်300မှာဆိုရင်900ပေါင်းရှင်းလေးအတန်ဖြစ်ပါတယ်။68ခုတပင်မှာတော့ကျွန်တော်68ပေါင်းရှင်းလေးအတန်ဖြစ်ပါတယ်။ 68068ပေါင်းလေးဒီနိနိခွန်388 3095ဆိုပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒီမှာ388ပြီးတော့3039ဆိုပြီးကျွန်တော်တင်ပေးထားတယ်ဗောနော်အဲ့ဒီမှာတော့39ပေါင်းရှင်နိအတန်ဖြစ်ပါတယ်ခင်ဗျာ ပြီးတော့ကျွန်တော်ဒီမှာနှစ်ပင်ကြော်ရမယ်ဗောနော်ဒီမှာနှစ်ပင်ကြော်တော့ဆိုတော့ကျွန်တော်တို့12ကြိမ်အတွက်ရလာပြီဖြစ်ပါတယ်ဒီနိအဆက်က12ကြိမ်အတွက်ဖြစ်သွားမယ်ဗောနော်โอเคကျွန်တော်ဒီမှာ39ပေါင်းရှင်နိအတန်ဗောနော်ဒီအောက်ကကျွန်တော်စာအုပ်ကမဆန်တော့ဘူးဗောနော် စာအုပ်ကမဆန်တော့ဘူးအချိန်ရအဖြစ်16 20အချိန်ရှိသွားပြီပေါ့နော်။ဒါဆိုရင်ကျွန်တော်နောက်ထပ်တရွတ်စာအုပ်အတင်မှာထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ Okay ကျွန်တော်တို့ဒီကိုးရှောင်းနေတဲ့ပြန်နေစားပြီးတော့ပြပေးတော့မယ်ပေါ့နော်တက်ပြီးတော့အတူတူလေ့လာကြည့်အောင်နှိမ့်နဲ့တုံများနဲ့ပေါင်းရှင်းကပေါင်းရှင်းနေရတယ်ပေါ့နော်အဲ့ဒီနှိမ့်ကိုကျွန်တော်နှက်ခါယူมาဖြစ်ပါတယ်နှိမ့်ရဲ့နှက်ခါဒီလေးပေါ့နော် နေ့ရက်နှစ်ခါကလေးလေးရက်ပါဝါဒီကို နေ့ရက်ပါဝါခုနှစ်ဆိုတဲ့အတွက်နေ့လေးကိုခုကလန်းနှလုံးပေါင်းရှင်ပရိပေါ့နော်အဲ့ဒီမှာတော့နေ့နေ့သစ်ဆိုတဲ့အတွက်နေ့နေ့နေ့ပေါင်းရှင် လေးပရိဖြစ်ပါတယ်နေ့နေ့နေ့အဲ့ဒီနှလုံးပေါင်းရှင်လေးအတန်ဖြစ်တယ်ပေါ့နော်နောက်ထပ်နေ့နေ့တက်ပြီးတော့ရှင်းလေးတောင်းရှင်းချောင်းတော့နိတိနပင်ကုန်မူတည်ပြီးတော့ကျွန်တော်တစောင်းပေါင်းမယ်ပေါ့နော်ထိုင်နေအပိန်နဲ့ပေါင်းတာဆိုရင်၁၇တည့်ရက်နှစ်ခါတိရှင်းဖြစ်ပါတယ် တပန်းဒီရှိရဲ့ပါဝါက3တိရဲ့ပါဝါက6ဆိုတော့1836မှာနှစ်3ည9ဆိုတဲ့အတွက်ကြောင့်မို့နှစ်နဲ့9ပေါင်းရင်တိအတန်ဆိုပြီးတော့ဒီ1836တဲ့ကတိပရိပေါ့နော်နောက်ထပ်ခွန်ခွန်ကိုပြီးတော့ခွန်တုံများတုံများဆိုတဲ့အတွက်သုံးခွန်ခွန်သဖြင့်ကိုဆက်ပြီးလေ့လာကြည့်အောင်ကိုနဲ့ခွန်ပေါင်း16 6ရက်နှက်ခါက9ကိုရဲ့ပါပါဒီလေ6ရက်ပါပါက3ဆိုတော့6 9 4 3မှာ 300ဆိုတဲ့အတွက်ကျွန်တော်ဒီမှာတော့00ပေါင်းရှင်လေးပရိဖြစ်မယ်ပါနော်။ Okay နောက်ထပ်တပြင်ကိုဆက်ကြည့်အောင်ချစ်ကိုလေးပြီးတော့963 68ခုနှစ်ပြင်ကိုကြည့်အောင်ပါနော်။9နဲ့4ပေါင်းရှင်ဒီ900တာဖြစ်ပါတယ်။အဲ့ဒီ900ရဲ့နှက္ခက6ပါနော်။6ရဲ့ပါပါဒီ9ရဲ့ပါပါကအလေးဆိုတော့9လျှောက်တင်းနှလုံးပေါင်းရှင်အတန်မှာ6ရှစ်ခွန်ဆိုတဲ့အတွက်6နဲ့10ပေါင်းရှင်လေးအတန်ဖြစ်ပါတယ် နောက်ထပ်တစ်ခု2983ဆိုတဲ့အတွက်39ထပ်ပေါင်းတာဆိုရင်ပေါင်းချင်း30ဖြစ်ပါတယ်။တုံညာရဲ့နှက္ခတ်ဒီခုနှစ်ပေါ့နော်။ပြီးရင်ခုနှစ်ရဲ့ပါဝါကနေတုံညာရဲ့ပါဝါကတုံညာခုနှစ်ကမှ39 3တုံညာ9ဆိုတော့39ပေါင်းရင်နေအတန်ဖြစ်ပါတယ်။ Okay ဆက်နှစ်ချိန်အတွက်က39နဲ့39နှစ်ဆိုတဲ့အတွက်3နဲ့နှစ်ပေါင်းရှင်းဒီ9ဖြစ်ရမယ်ပေါ့နော်။9ဆိုတော့9ရဲ့နှက္ခတ်က3 ငါးရဲ့နှစ်ခါသုံးသုံးရဲ့ပါဝါချင်းငါးရဲ့ပါဝါသုံးညဆိုတဲ့အတွက်ဒီ၁၂ချိန်မှာနှလုံးပေါင်းရင်၅၃၈သုံးညထက်ကတခုဖြစ်ရမယ်ပေါ့နော်ဒါနည်းအရာဖြစ်ပါတယ်နင်းနင်းတဲ့မှာနင်းနင်းနေပေါင်းလေနှစ်သုံးညကိုမှနှစ်ကိုပေါင်းရင်ဒီ၃ခုခုမှာကနန်းနှလုံးပေါင်းခုခုပေါင်းလေ၆ရှစ်ခုမှာနှလုံးပေါင်းရင်၆နှစ်ရှစ်ပေါင်းလေပေါ့နော်၃သုံးညကိုမှ၃ကိုနှလုံးပေါင်းရှင်းနှစ် ဒီ72ကြိမ်မှာ9383ညနှလုံးပေါင်းခြင်းအတန်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်20နံပါတ်5အနေနဲ့ပေါ့နော်။20နံပါတ်5အနေနဲ့ကျွန်တော်ပေါင်းခြင်း9383ညဖြစ်ပါတယ်။ဒါတနည်းကျွန်တော်5မြို့ကို မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်။အဲ့မှာတော့ကျွန်တော်အားကောင်းတာက3,358,46,9,368ဖြစ်ပါတယ်။ โอเคနောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြအောင်လားခင်ဗျာ